ားလုံးတရင်ပုတ်အနေနဲ့မောင်ရွာမင်းနဲ့တော်ဘူးပူစော်တီရွာမှာစက်ကြီးကောက်ရံထွက်လာတဲ့စစ်တပ်ကိုပိုင်းဆွဲမှုစစ်သားတုံးတိတ်ဆုံးဆိုတဲ့တရင်ကိုတင်ဆက်ပေးပါဂိုင်းနိုင်မုံငါမျိုးနဲ့တော်ဘူးပြစောထီရွာမှာစက်ကြီးကောက်ရင်ထွက်လာတဲ့အကြမ်းစစ်ကောင်တီတပ်သားများမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သားသုံးဦးသေဆုံးခဲ့ကြောင်းရှင်းလင်းဖိုက်တာဂရုစီအက်ဂျီမှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။အော်တိုဘလ26ရက်နေ့နဲ့6နာရီ40မိနစ်ခန့်အချိန် ဘောင်ရမျိုးနဲ့တော်ဖို့ပြူစော်ဒီရွာမှာစက်ကြီးကောက်ရင်ထွက်လာတဲ့တင်အား20ခန့်ပါစစ်တဲ့စစ်ကြောင်းကိုမုံရွာမန္တလေးကားလမ်းကြီးတနေရပါတော်လိုက်ရတဲ့ခိုးဝင်များကပရိသတ်မိုင်း3လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြသောထိုတိုက်ခိုက်မှုအတွက်အကြမ်းဖက်စစ်တဲ့စစ်ကောင်စီဘက်မှစစ်သား3သေဆုံးကရှောက်ဦးမှရှေ့ပြက်လက်ပြက်ထိခိုက်ဒဏ်ရာရရှိခဲ့ကြသောတော်လိုက်ရရဲဘော်များထိခိုက်မှုရှိပြန်လည်ဆုတ်ဖော်နိုင်ခဲ့ကြသော သိရှိရပါတယ်ပရမတော့ကအဲ့ဒီနေရာမှာတဲ့စစ်ခွေးတကောင်သေးတယ်စစ်ခွေး၆ကောင်ကတော့ထိခိုက်ဒဏ်ရာရပြီးရှင်ပြန်တက်ပြက်ဖြစ်သွားတယ်နောက်ထပ်ပြီးတိရတာကထိခိုက်ဒဏ်ရာရရှိတဲ့စစ်ခွေး၆ကောင်တွေကနေစစ်ခွေး၂ကောင်ထပ်သိမ်းဆုံးတယ်လို့သိရစုစုပေါင်းစစ်ခွေး၃ကောင်သေးတယ်တော်လန်ရဲ့ရဲဘော်တွေက3ကမ်းမရှိပြန်လဲစုတ်ခွာလန်ခဲ့တယ်လို့ရှင်းတွဲဖိုက်တာဂရု CFG မှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကို BHA SDF ရှင်းတွဲဖိုက်တာဂရု CFG တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြဖင်းရရှိပါများ ဒါရဒရင်တပုံးတွေနဲ့မူးမျိုးနဲ့တဲ့ရှောင်းမျိုးနဲ့မှရှိတဲ့ကျေးရွာများကိုစစ်တပ်ကမီးရှို့ဖျက်ဆီးမှုနေအိမ်တရားတစ်စက်နဲ့ဒေးလုံးပြကြဆိုတဲ့တွင်ကိုကိစ္စပေးပါလေ။ဘိုးတိုင်းမူးမျိုးနဲ့တဲ့နာရီတိုင်းတဲ့ရှောင်းမျိုးနဲ့မှရှိတဲ့ကျေးရွာများကိုအကြမ်းဖက်စစ်တပ်ကမီးရှို့ဖျက်ဆီးခြင်းကြောင့်နေအိမ်တရားတစ်စက်နဲ့လေးလုံးပြကြခဲ့ကြောင်း KNU ဘိုးထုတ်ပြန်ကြတဲ့ဒေသပြည်သူများကပြောဆိုပါတယ်။အော်တိုဘာလ7ရက်နေ့မှာ မူးမျိုးနဲ့ကွင်းတရကြီးရွာကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနင်းပြီးလူပိုင်နေ82လုံးကိုမီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။လာတူအော်တိုဘလာ25ရက်နေ့ကလည်း Lake Tower လမ်းပိုင်းမှာရှိတဲ့ကပ္ပရွာကိုတည့်ရရှောင်းမျိုးမှအကြမ်းဖက်စစ်တပ်ရဲ့ခါလာရ433တက်ရင်433လေးတက်ရင်နဲ့435တက်ရင်လို့ပူပေါင်းထားတဲ့တစ်ကြောင်းကဝင်ရောက်စီးနင်းပြီးနေအိမ်များကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရှိရပါတယ်။ကြမ်းဖက်စစ်တပ်ရဲ့မီးရှို့ဖျက်ဆီးခြင်းကြောင့်လပ္ပကျေးရွာမှာနေအိမ်42တောင်မီးလောင်ပြထားခဲ့ပြီး ယေသူများလည်းဘေးလွတ်ရာကိုထွက်ပြေးတိမ်းဆောင်နေရကြောင်းသိရှိရပါတယ်။တဲရှောင်းမျိုးနယ်ပေါ်မှာရှိတဲ့စစ်ခွေးတို့ကမြိတ်ထွက်ကားလမ်းကိုစစ်ကြောင်းထိုးပြီးလက်ပတ်ကြီးရွာကိုဝဲရောက်စီးနှင်းမီးရှို့သွားတာနေတဲ့မီးတဲ့ကြောင့်ပြကြသွားတယ်။ပြည်သူတွေကလည်းဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ဒေသခံပြည်သူကတောဆိုပါတယ်။ လာလို့စတေမလာ30ရန်နေရတဲ့တည့်ရရှောင်းမျိုးနဲ့ကြောက်လေကကြေးပါဘူးဂျပန်စစ်တကဝေရောက်စီးနေပြီးပြည်သူပိုင်းနေ83လုံးကိုနေရှုပ်ဖြက်စီသွားကြောင်းသိရှိရပါတယ်အကြမ်းမဲ့စစ်တက၎င်းတို့ထိရှုပ်ထားရနေရအတွက်အတူရရွေးကောက်ပွဲပြုလုပ်နိုင်ရအတွက်ရင်ချမ်းနေတဲ့အောင်ပြုလုပ်နေတော့လေကောတူလေးထိတ်ချုပ်နေမြင်များအတွင်းနဲ့တော်လန်ရေးတပ်ဖွဲ့များထိတ်ချုပ်ထားနေရများအတွင်းနေထိုင်တော့အရသာပြည်သူလူထုများအ ပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုများနဲ့တန်းတက်ကြီးပြစ်ခတ်တိုက်ခိုက်မှုများကိုအဆက်မပြတ်ကျူးလွန်ခဲ့ရှိကြောင်း KNU ကကြော့ဆိုထားပါတယ်။မြောက်နောက်ဆုံးသတင်းတပုတ်အနေနဲ့ရွှေဘုံမြို့နယ်နဲ့စင်ကူးမြို့နယ်တို့ကိုဆက်သွယ်ထားတဲ့ဒေနာတင်ခတ်တို့ကဘိုင်းခွဲခံရမှုကြောင့်ပြိုကျပြက်စီစစ်တပ်ကတော်လန်ရေးတပ်ခွဲများရဲ့လက်ရှက်လို့ဆုတ်ထွက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းရွှေဘုံမြို့နယ်ကြောင်မြောင်မြို့နယ်မန္တလေးတိုင်းစင်ကူးမြို့နယ်တို့ကိုဆက်သွယ်ထားတဲ့ရန်နာတင်ကတားမှာ ပိုင်းခွဲခံရမှုကြောင့်ပျို့ချပျက်စီးသွားပြီးစစ်တပ်ကတော်လိုင်းရဲ့တပ်ဖွဲ့များရဲ့လက်ရှက်ကိုဆွဆွဲထားပါတယ်။ဂျယ်ရီအော်တိုဘလာ29ရက်နေ့ည6:30မိနစ်အချိန်ဒန်လာတိန်ကဒရမိုင်းခွဲခံရမှုကြောင့်ဇာရဲ့ခံနှစ်ခန့်ကျိုးချပျက်စီးခဲ့ကြောင်းအဆိုပါမိုင်းခွဲမှုကြောင့် AR ဒရရတာတိန်က RB4 RB5 တရာတမောင်132မီတာ RB6 RB7 တရာတမောင်132မီတာနှစ်ခန့်မန္တလေးဒေသကြီးစင်ကူဘက်ရှမ်းတွင်ကျိုးချပျက်စီးသွားကြောင်းသိရှိရပါတယ်။ ကရာမိုင်းခွဲခင်ရတာကမှန်ပါလေအဲ့ဒီလမ်းနဲ့တရားကိုလုံခြုံရေးယူထားကဒရာတစ်ဖက်မှာကစစ်တကအထိုက်ရှထားတော့ကိစ္စမရှိပဲတော်ရုံတိတ်မသွားကြဘူးစင်ကူဘက်ကိုရွှေဘူကနေစစ်ကြောင်းတွေလာရင်တော့ဒရာကဖြက်လိုက်ရတာကတော့ဓာတ်လျှောက်ပဲဒရာကြိုးကျသွားတာတော့ဟုတ်တယ်လမ်းမဲ့စစ်တော်ကြီးကတော့ခတ်သွားမှလို့ဒေတာကန်တီတို့သူကပြောစတူပါပဲတော်လည်းရေးတဖွန်သားကိုစက်ပွဲရေးဒရာကြိုးကျနေပတ်သက်မင်းများရတတတော်ဒရာကြိုးကျသွားသည်ကိုသိရှိတော်လဲမိတို့မိဘဖြစ်သည်ကိုမသိရသေးတော့ပြောဆိုကြပါတယ် အဆိုပါတကားမှာအေယာဝရီကုတရာတိဖြစ်ပြီးတမရဟောင်းဦးသိန်းစိန်လက်ထက်မှာတိဆောက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းဂျင်းတရာကို2019ခုနှစ်အေဂျီတာ16ရာမှာစတင်တိဆောက်လှုပ်ဆောင်ခဲ့ပြီး ၂၀၁၃ခုနှစ်မေလ၁၉ရက်နေ့မှာတန်ပေါင်၆ခန်းကက်ဆင်ချင်းလုပ်ငန်းသားဆောင်ရွက်ပြီးစီးခဲ့ကြောင်းဒရာကြီးမှာနှစ်လန်းသွားကားလန်းတရားဖြစ်ပြီးဒရာဘောမှာကျေ၂၈ပေနှစ်လန်းသွားကားလန်းနဲ့တဖက်လေ၃ပေစီရှိတဲ့လူသွားလန်းသားဖြစ်ကြောင်းပေမတရားအရှင်၂၂၁၈ပေရွှေဘူပကန်ရှိကတ်တရား၆၆ပေနဲ့စင်ကူပက်ဆန်ရှင်းကတ်တရားအရှိ၁96ပေရှိပြီးစုစုပေါင်းတရားအရှိမှာပေ၂၄80ရှိတဲ့တန်ကူကွန်ကရစ်လွန်တူပိုင်းတန်အုံမြင့်နဲ့တန်ကူကွန်ကရစ်တာကိုတဲ့အလို့အစားဖြစ်ကြောင်းဒရာဘော 单立单方面单股攻击，将给比较最需要秒。